감사합니다. ကဲလိုင်းမကြမီရဲ့အဲကျွန်တော်လည်းမိတ်ဆွေတို့အားနာဟုတ်ကဲ့ကဲကဲခုဝင်လာတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျနော်ကျွန်တော်ရဲ့ channel ပေးလေးကိုလည်း like share လေးနဲ့ပူကြည့်ပြရအောင်နော်အသေးလေးပေးအပေါင်းလေးတွေနဲ့ဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီညနေ၄နာရီခွဲမှာ ကနာနေကိုမနေ့ညနေ41အောင်မြင်လို့ပဲကျွန်တော်ဒီညနေကိုအောင်မြင်အောင်မိတ်ဆွေတို့ကိုကျွန်တော်ချပြပေးမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်လည်းအတူတူကျွန်တော် like လေးကိုပြီးဆုံးအောင်ဝင်ကြည့်သွားကြနော်ဟုတ်ကဲ့ကျွန်တော်ကြည့်နေကြတဲ့မိတ်ဆွေအပေါင်းတွေအားလုံးလည်းအခုပဲကျေးဇူးတင်ရှိပါတယ် ကဲအဆိုရင်တိတ်အချိန်ရမရှိဘူးလိုင်းနေရာလည်းကြာတယ်ကျွန်တော်ကဏန်းလေးကိုပြမယ်နော်ပြမယ်ဆိုတော့နေရာမနေရာဟာလေးလုံးမှန်ကြာတဲ့ site ကလေးကိုဆက်ပြီးတော့ပြပြီးမယ်ဒီကနေ့ကဘာလုံးမှန်ဖြစ်မလဲဆိုတော့ဟိုမိတ်ဆွေတို့ကိုကျွန်တော်ပြပြီးမှဖြစ်တယ်အားကြောင့်မို့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ရအောင်နော်လုံးမှန် site ကလေးကတော့မနေ့စ399ကကိုးနောက်ပြီးခဲ့သူတပင်ကျော်ကဒီသူတပင်ကျော်ဒီ3ကနှလုံးရဒီ3လုံးပေါင်းချင်းပါဒီ3လုံးပေါင်းချင်းဆိုတော့ဒီမှာ6ရှိတယ်ဒီမှာ ိုးရှိရဒီမှာသုံးကနှလုံးရှိရဒီသုံးပေါင်းကြီးကဘာဖြစ်မလဲခွန်လို့ရတယ်အဲ့ခွန်ကအောက်ပွဲမှာလုံးမိုင်မှာတဲ့ဟုတ်ပြီအဲ့ဆိုနောက်တစ်ပွဲဆက်သွားမယ်ဒီမှာနှစ်ရှိတယ်ဒီမှာဒီနှလုံးပေါင်းကြီးကတစ်ရှိတယ်ဒီနှလုံးပေါင်းကြီးတစ်နဲ့ဒီနှစ်နဲ့ပေါင်းရင်သုံးပါတဲ့အဲ့အဲ့သုံးကအောက်ပွဲမှာလုံးမိုင်မှာတဲ့ဟုတ်ပြီအဲ့ဆိုရင်ဒီမှာ6ရှိတယ်ဒီနှလုံးပေါင်းကြီးက9ရှိတယ်ဒီနောက်ပေါင်းချင်းငါးနဲ့ဒီ6နဲ့ပေါင်းရင်ဗာရမယ်တစ်ပါတဲ့အဲ့တစ်ကအောက်ပွဲမှာလုံးမိုင်ပါတဲ့ နောက်တခါဒီမှာခွန်ရှိတယ်ဒီနှလုံးပေါင်းကြီးကခွန်ရှိတယ်ဒီနှလုံးပေါင်းကြီးခွန်ဒီခွန်နဲ့ပေါင်းရင်၄ပါလေအဲ့၄ရာလေအောက်ဘက်မှာလုံးမိုင်ပါတဲ့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီညနေမှာဘာလုံးမိုင်လေးပြင်မလဲဒီမှာ၅ရှိတယ်၅ရှိတယ်ဒီမှာ၄၁ဆိုတော့နှလုံးပေါင်းကြီး၅ရှိတယ်ဒီ၅နဲ့ဒီဒီနှလုံးပေါင်းကြီး၅နဲ့ပေါင်းရင်ဘာရမလဲ၃ညအဲ့ကြောင့်လို့ဒီညနေမှာ၃ညတစ်လုံးမိုင်ပါတဲ့ဟုတ်ပြီအဲ့ဆို၃ညတစ်လုံးမိုင်၃ညတစ်လုံးမိုင်နဲ့ကျွန်တော်ကဘာကနန်းနေထိုးကြမလဲ အကနိုင်ထူးကြောင့်လဲဆိုတော့မြေစုသူကျွန်တော်အရင်ဆုံးထိတ်စီလိုက်ရသူချပြပြီးမှဖြစ်ဖြစ်တယ်ထိတ်စီလိုက်ရသူချပြပြီးမှဖြစ်ဖြစ်တဲ့အတွက်မြေစုသူတေချာကြီးတို့လိုက်ကြည့်ပါအဲအဲဆိုရင်ကျွန်တော်ကဒီမှာ3ည3ည3ည ठी စီထွက်တာလေ မတုံညထေစီအဲ့တုံညထေစီအဲ့တုံညထေစီရောင်းနဲ့အဲ့တုံညထေစီရောင်းလို့ဒီဒီနှလုံးနဲ့ဒီထေစီနဲ့ပေါင်းရလဲတုံညပါပဲအဒီခွန်ဒီခွန်ထေစီရောင်းနဲ့ခွန်ထေစီရောင်းနဲ့ဒီသုံးလုံးပေါင်းလို့ရှင်နဲ့ခွန်ပါပဲဒီမှာတုံညသုံးရှိတော့ခွန်ပြအောင်ကျွန်တော်က၄ထေစီကိုထည့်ပြရပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်မနက်ကောင်က၄ထေစီနဲ့၄၀မိနစ်ဆိုတော့ထွက်ခဲ့တဲ့အတွက် ဒီမှာ၄တိစီဒီ၄တိစီကတော့ဒီသုံးလုံးပေါင်းညက်၄ပြပါတယ်ဒီဒီသုံးလုံးပေါင်းညက်၄ပြတော့ဒီမှာ9နဲ့8နဲ့နှလုံးပေါင်းညက်၅ကြီးတယ်၄ပြအောင်ကျွန်တော်ကဘာတိစီထည့်ပြရမလဲဣတနာစီ90ဟုတ်ပဲကောင်းပါတယ်90နှစ်ခတ်လည်းကောင်းပါတယ်အဲ့ဒါကြီးကျွန်တော်ကဒီမှာဘာထည့်ပြရမလဲဒီမှာဘာပြဒီဝဲ9နှလုံးပေါင်းညက်၅ရှိတော့ကျွန်တော်ဒီ၄ပြအောင် ။ဘာထည့်ပေးမလဲ။ကိုးထည့်စီကိုထည့်ပေးရမှာပါလေ။ကိုးထည့်စီကိုထည့်ပေးရမယ်ဆိုတော့ခုနလိုင်းလုံးမှန်နဲ့ဆိုရင်ကျွန်တော်90ဆိုတဲ့ကဏ္ဍဖြစ်မှာပေါ့နော်။90ဆိုတဲ့ကဏ္ဍဖြစ်မှာဒါပေမဲ့နောက်တစ်ထည့်စီလေးတစ်ဆိုင်ကိုတက်ပြပေးမယ်။ဆက်စားပေးပြပေးမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ30နှစ်က3ထည့်စီစီပဲ3ည3က3နောက်နောက်ပေး3ည9ပေးစီတယ်အဲ့တော့ကျွန်တော်ကဒီနှလုံးဝင်ပေါင်းခြင်းကဘာဖြစ်မလဲ3နဲ့3နဲ့ပေါင်း6အဲ့6ကတော့ညနေစီပါထိပ်စီပါတဲ့ ဟုတ်ပြီနောက်တစ်ပွဲကျတော့ဒီမှာ61အဲ6ထိပ်စီနဲ့88ကရှင်းနောက်ပြီနဲ့ဒီနှလုံးမောင်းကြီးဟာဗာရမလဲ6နဲ့ရှင်းနောက်ပေါင်းကြီးရော၄၄ရအတွက်အဲ့၄ကညနေစီမှာထိပ်စီပါတဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီ၄ထိပ်စီနဲ့ဒီနှစ်နောက်ပြီနဲ့ဒီနှလုံးမောင်းကြီးဗာရမလဲ6လို့ရတယ်6လို့ရတဲ့အတွက်အဲ့ရညနေစီမှာလည်းချိထိပ်စီက6ထိပ်စီပါတဲ့ဟုတ်ပြီ6ထိပ်စီရပြီ6ထိပ်စီရပြီ6 6ထိပ်စီ6 6ထိပ်စီကိုကျွန်တော်က ကျနောက်ဘက်ကတုံညပိုင်နဲ့ပဲထိုးမလားတုံညပိုင်နဲ့ထိုးရင်တော့90 60ပေါ့တုံညပိုင်နဲ့ထိုးရင်90 60ပေါ့ဒါမဲ့ကျွန်တော်ကမမေးစီလို့နောက်တော့နောက်ဘက်ကလေးတလုံးကိုထပ်ပြခြင်းသေးတယ်ထပ်ပြခြင်းသေးတယ်ဆိုတော့ကျွန်တော်ကနောက်နောက်တော့နောက်ဘက်ကလေးတလုံးကသူကနောက်ဘက်နောက်ဘက်ကဘယ်လိုဆိုတော့ဒီမှာ95 6ထိပ်ရှိပါတဲ့ 65ကိုးထက်စီဖြစ်တဲ့အတွက်ဒီနှလုံးဒီ9နဲ့3ရဲ့ဒီနောက်ပုဒ်ကပေါင်းရင်ဒီ9 3 1ဒီ3လုံးပေါင်းရင်က9ပါပဲတဲ့9ဖြစ်တဲ့အတွက်9ပါပဲတဲ့ဟုတ်ပြီအဆုံးကြီးဒီမှာ3ညထေစီဒီ3ညထေစီကိုတဲ့တဲ့ဒီ3လုံးပေါင်းရင်က36ရဲ့1ကဲဒီ3လုံးပေါင်းရင်6ရဲ့3ရဲ့1ကဲပေါင်းရင်လည်း3ညပါပဲတဲ့3ညကို3ညပါပဲတဲ့အဆုံးကြီးကျွန်တော်ကဒီမှာ9ထေစီ9ထေစီဖြစ်တဲ့အတွက်ကျွန်တော်ကဒီ3လုံးပေါင်းရင်က ုံပြစ်ပြရပါမယ်လို့ဒီကောင်မှာခုံပြစ်တော့ဒီမှာရှစ်ကလေးရဲ့နှလုံးဟာနှစ်ရှိတာတဲ့နှစ်ရှိတာအတွက်ကျွန်တော်ကခုံပြစ်အောင်ကျွန်တော်ကဘာနောက်ပိတ်တဲ့ပြရမလဲငါးနောက်ပိတ်ကလေးကိုလည်းထည့်ပြရမှာဖြစ်တယ်ငါးနောက်ပိတ်တဲ့ဆိုတော့အ96ဒီစင်းရဆို95နဲ့65ပေါ့ဒါမှ3ရပိုင်းနဲ့ဆိုရင်60ပေါ့နော်အဲ့တော့ဒီကနန်းလေး၄ခွက်ကိုရမယ်အဲ့ငါးနောက်ပိတ်ကလည်းနောက်တစ်ဆိုင်ရှိတယ်နောက်တစ်ဆိုင်က နောက်တစ်သက်ကဒီနာဝိတ်35 3နောက်ပြိကေဒီက89ကခေါနောက်ပြိကေညနေစီ3တိကျဒီသုံးလုံးပေါင်းကြည့်ပါ9ရက်9ရက်3ရက်ပေါင်းရင်ဘယ်လောက်ရမလဲ9လို့ရမယ်9လို့ရမယ်အတွက်ဒီခွန်ဒီခွန်ကခေါနောက်ပြိနဲ့40ခွန်ကခေါနောက်ပြိနဲ့ဒီနောက်ပေါင်း4ตุ๊ตะเบยัวนอกปุ๋ยเนี่ยปองไอ้5บาเว้ยโหพี่5อยู่ยะด้วย5บาเว้ยเด้ ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ဝက်ဆက်သွားမယ်တရား9နောက်ပြည့်ရှိတယ်တရား9နောက်ပြည့်ရှိတယ်တရား6တွေ့ရှိတယ်ရဲ့ခွန်9 6ခွန်9 6ဒီသရုံမောင်းကြီးကဘာရမလဲဒီသရုံမောင်းကြီးကရှစ်လို့ရမှာဖြစ်မှာရှစ်လို့ရမှာဖြစ်တဲ့အတွက်ဒီသရုံမောင်းကြီးရှစ်လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီက9နောက်ပြည့်ကဒီက2နောက်ပြည့်ကနှလုံးမောင်းကြီးခွန်ဖြစ်တယ်7နောက်ပြည့်ရတော့တပင်ကျော်1နောက်ပြည့်နဲ့ပေါင်းမှလာကျွန်တော်က7နောက်ပြည့်ရပါဖြစ်တယ် အဲဆိုရင်ကျွန်တော်နော်ဝင်စားကြရတယ်ဒီကနှစ်ကဒီကနှစ်ကဒီနာပိက3ရဲ့ဒီကနှစ်ကသွန်ပေါင်း5ဒီ၄ထိပ်စီနဲ့ပေါင်းရင်6လို့ဖြစ်တယ်6လို့ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ3နောက်ပိရှိတယ်ဒီမှာ1နောက်ပိရှိတယ်အဲဆိုရင်ဒီဒီပင်ကျွား5နောက်ပိနဲ့3 1 5ဒီ3လုံးပေါင်းရင်းမှာလာကျွန်တော်က6နောက်ပိပြရတဲ့အတွက်ကျွန်တော်က9နောက်ပိ ကြိုရာရရှိတယ်အားကြောင့်မလို့65 65နဲ့နောက်ပြီးတော့တုံညပိုင်းနဲ့ဆိုရင်60 60ဘယ်စလိုတဲ့ဒီညနေမှာတော့ကျွန်တော်ဒီကဏ္ဍလေး၅ခွက်ကိုဒီကဏ္ဍလေး၅ခွက်ကိုဒီညနေမိတ်ဆွေတို့ကိုချပြပေးလိုက်ပါတယ်ကြိုက်တဲ့မိတ်ဆွေများကလည်းယူသုံးပါ669ထိပ်စီ669ထိပ်စီကိုကျွန်တော်က ဆောက်ကုတ်ထည့်စီဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာဒီကဏ္ဍနေ့၃ညပိုင်းနဲ့၆ကုတ်ထည့်စီအတွက်၅နောက်ပိ၃ညနောက်ပိ၆၅60 95 90ဆိုပြီးတော့၃ညပိုင်းကို၅နောက်ပိနဲ့၃ည5ဆိုတဲ့ပါဝါလေးတစ်ခွက်ထည့်ပြီးပါတယ်။နောက်ပြီးတော့၃ညပိုင်းဖြစ်တဲ့အတွက်၃ညဘူးလေးကိုလည်းထည့်ထိုးပေးတာပါ။၃ညဘူးလေးတစ်ခုကိုလည်းထည့်ထိုးပေးခြင်းနဲ့ဟုတ်တယ်ဒီဘွား၄ခွက်ကတော့ဒီဘွား၄ခွက်ကတော့ကျွန်တော်ရဲ့ တပတ်စာမူကနာမှာဒီညနေတညနေပဲယူရတော့တယ်ဒီဘွားလေးဘွားမူကနာကြိုက်တဲ့မိစွေရတာလေဒီဒီဘွားလေးဘွားကိုထိုးလို့ရပါတယ်ဒါမှမဟုတ်ဒီညနေနေတိုက်ကြိုက်ပါတယ်ဆိုလို့ဒီနော်ဒီကနန်းလေး6ခွက်ကိုမိစွေတို့အတွက်ကျွန်တော်တင်ပေးလိုက်ပါတယ်အဲဒါကြောင့်မလို့အချိန်နဲ့သိမရှိတော့ဘူးအခုကြည့်နေကြတဲ့မိစွေပေါင်းကျွန်တော်ရဲ့လိုက်မှာဝင်ကြည့်နေကြတယ်မိတ်ဆွေပေါင်းစိတ်ချမ်းသာရဲ့ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလိုအပ်စနိုက်တုံးတို့အပြည့်စုံနိုင်ကြပါစေ ဆန္ဒနဲ့ဘဝတထထဲကြာရပါစေအခုညနေ၄နာရီခွဲမှာထွက်ရှိမဲ့တူဒီကိုလည်းအောင်မြင်စွာဆုကုနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆူတောင်းပေးရင်လည်းမိတ်ဆွေတို့ကိုကျွန်တော်ရဲ့ live show လေးကိုဒီမှာနေလိုက်ပါရယ်အချိန်နဲ့တိတ်နေရတော့တွေ့ပါနော်